စီးရင်လည်းတရနာလုံးနာတောထဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းဆက်သားလိုက်ရပါတယ်ဒီကနေ့2025ခုနှစ်မေလ3ရက်နေ့ CNN ရဲ့တနက်တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့အရကတက်တော်ရဲ့ရေးပို့တွေအနေနဲ့ဗမိုးကိုတင်ပြီးတော့ကချင်ပြည်သူတွေကိုလက်ဆောင်ပေးဖို့စေဦးစီးချုပ်မှကြားလိုက်တဲ့သတင်း မြောက်ဦးနယ်ကျောက်တုံးမှာရှိတဲ့စစ်ဘေးရှောင်စခန်းနှစ်ခုကထိုင်ထောင်စု၄၁ကိုစုကို HTCO ကပြန်လည်နေရာချက်ထားပေးတာလို့လောက်ဆောင်ခဲ့တယ်ဆိုတဲ့တဲ့ကျောက်ကြီးမျိုးကစစ်ကောင်စီတပ်ကို KNLA ပူပေါင်းတပ်တွေတခိုက်လို့စစ်ကောင်စီဘက်ကတူတန်ရင်မှုအပါအဝင်တပ်သား20ကျော်တည်ဆောင်ခဲ့ရတယ်ဆိုတဲ့တဲ့စစ်ကောင်စီက KNLA တင်ပိတ်ထားတဲ့မြို့နယ်ခဏခုကတက်ဆုပ်ခေါ်ဖို့အတွက်တောင်းဆိုတာကြောင့်ပူမင်းတစ်ဆုံဆွေးနွေးပွဲအဆင်မပြေဖြစ်ခဲ့ရတယ်ဆိုတဲ့တဲ့တွေကိုကြားမှလည်းဖြစ်ပါတယ် ပထမဆုံးအနေနဲ့ကြားရမယ့်တဲ့ငါတော့အာရကတ်တက်တော်ရေးဖို့တွေအနေနဲ့ဗမှုမျိုးကိုတိုင်ပြီးတော့ကချင်ပြည်သူတွေကလက်ဆောင်ပေးဖို့စေဥစုချက်မှကြားလိုက်ပြဆိုတဲ့တဲ့ငါကိုကြားမှလည်းဖြစ်ပါတယ်လက်ရှိဗမှုတက်ပွဲတွေမှာဝင်ရပက်ခဲ့နေတဲ့အာရကတ်တက်တော်ရေးဖို့တွေအနေနဲ့ဗမှုမျိုးကိုတိုင်ပြီးတော့ကချင်ပြည်သူတွေကလက်ဆောင်ပေးနေရလို့ဆောင်ဖို့အတွက်ကိုအာရကတ်တက်တော်စေဥစုချက်ကိုချုပ်ထမ်းနေတဲ့ကဖုန်းနဲ့ဗီဒီယိုကိုကိုစောကရေးဖို့တွေကိုမှကြားခဲ့တယ်လို့ကချင် Office Page မှာရေးသားပို့ပြထားပါတယ် ရခတ်တူရဲ့စေဦးစီချုပ်ကိုချုပ်ထွက်မြတ်နေရဲ့အမစကာကတော့လက်ရှိဗမိုတိတ်ပွဲမှာပုံမှန်တက်ခိုက်နေတဲ့ငါတို့စစ်တီလိုတဲ့အနေနဲ့ရေဝုံးကတက်ခိုက်ပါရန်သူကိုမညာမတာနဲ့ဗမိုမျိုးကြီးကိုတိမ်ဖိတ်ပြီးတော့ကရှင်ပြည်သူတွေကိုလက်ဆောင်ပေးဖို့စစ်တီလိုတဲ့ကြိုးစားပါလို့မှတ်ကြားခဲ့တာဖြစ်တယ်လို့စစ်ဦးစီချုပ်ရဲ့အမစကာကောင်းလို့ချက်ဆိုကကရှင် Office Page မှာရေးသားဖော်ပြထားတာဖြစ်ပါတယ်ဒါအပြင်ကရှင် KAI ဟာ ရခိုင်နဲ့အာရကတ်တတို ULA အအတွက်ထာဝရအကောင်ဆုံးမဟာမိတ်ဖြစ်ပြီးတော့အာရကတ်တတို ULA အအနေနဲ့ကရှင်ပြည်သူတွေကိုကျေးဇူးချရရမယ့်အချိန်ဟာဒီနေ့အကောင်ဆုံးအချိန်တွေပဲဖြစ်တယ်လို့လည်းဆိုထားပါတယ်။လက်ရှိအာရကတ်တတို CUC ချက်ပူချက်ဖမ်းမြန်နေဟာ2006ခုနှစ်ကရင်ရဲ့ဗိုလ်ချုပ်ကွန်မွန်နဲ့လိုင်စာမှာတွဲဆောင်ပြီးနောက် 2009ခုနှစ်မှာတော့ရခိုင်လူမျိုးတွေကို KNY ကစစ်တမ်းပေးတာလူကိုလောဆောင်ခဲ့ပြီးတော့2009ခုနှစ်ဧပြီလ10ရက်နေ့မှာတော့ကရှင်ပြည်နယ် KNO KNY ဌာနချုပ်ချီရနိုင်စာမှာရခိုင်လူမျိုး26ခုနဲ့စတင်ဖွဲ့စည်းခဲ့တဲ့တရင်တားလည်းနဲ့ကတပ်ဖွဲ့တပွဲလေးဖြစ်ပါတယ်။စတင်ဖွဲ့စည်းချိန်မှာတော့ရခိုင်တပ်တော်လို့အမိပေးထားခဲ့တာဖြစ်ပြီးတော့စနစ်ပြည့်အခမ်းအနားဖြစ်တဲ့2019ခုနှစ်ဧပြီလ10ရက်နေ့မှာတော့ရခိုင်တပ်တော်လို့ဆိုကနမိပြောင်းလဲခဲ့ပြီးစင်ကနဲ့ပြည်နယ် 2024ခုနှစ်အီဗလစီရဲ့နေ့မှာတော့ရခိုင်တက်တော်အစအာရကတက်တော်ဆိုပြီးတော့နာမည်ပြောင်းလဲသတ်မှတ်လာခဲ့တာလေးဖြစ်ပါတယ်ဒီတစ်ခါဆက်လက်ကြားမှာကတော့မြောက်ဦးနဲ့ကြက်ပေါ်မှာရှိတဲ့စစ်ဘေးကြောင့်စခန်းတစ်ခုကအင်တောင်စု49စုကို HTCO ကပြန်လည်နေရာချထားပေးခဲ့တဲ့ဆိုတဲ့သတင်းကိုပဲကြားမှာလေးဖြစ်ပါတယ်။မြောက်ဦးနဲ့ကြက်ပေါ်မှာရှိတဲ့စစ်ဘေးကြောင့်စခန်းတစ်ခုကအင်တောင်စု49စုကို အရကတက်တော်ပြည်သူတို့လည်းရဲ့အစိုးရရဲ့လူသားချင်းစာနာထောက်ထားရင်းနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပွဲဆောင်ရွက်ရေးရောင်း HTCO ကဦးဆောင်ပြီးတော့ပြန်လည်နေရာချက်ထပ်ပြတာတွေကိုလုံဆောင်ပေးခဲ့တယ်လို့ HTCO ကတင်ထုတ်ပြန်လာပါတယ်။အဲ့ဒီလိုပြန်လည်နေရာချက်ထပ်ပေးခဲ့တဲ့စစ်ပေးဆောင်တွေကတော့မြောက်ဦးမြို့နယ်၊ဂါယာတောင်စခန်းကအင်တာစုစစ်စိတ်စုနဲ့ကျပ်ပေါ်မြို့နယ်ညောင်ချောင်းစခန်းကအင်တာစု30တစုတို့ဖြစ်ကြပြီးတော့အဲ့ဒီစစ်ပေးဆောင်ပြည်သူတွေကို EVLA 23ရက်နေ့မှာ ပြန်လည်နေရာချက်ထားပေးကြတာဖြစ်တယ်လို့လည်းဆိုတာပါတယ်။အဲ့ဒီလိုပြည်သူတွေပြန်လည်နေရာချက်ထားပေးဖို့အတွက်ကို HDCO နဲ့အတူလူမှုအဖွဲ့အစည်း၂၂ဖွဲ့တို့ကစစ်ပေးဆောင်ရွက်အနေနဲ့မိမိနေရာကြေးရွာကိုပြန်နိုင်ရဲအတွက်ဆိုတဲ့စီမံချက်တရက်အဖြစ်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်နေရာကိုပြန်တဲ့စစ်ပေးဆောင်ပြည်သူတွေကိုဆန်စီစားပေးပုတ်ခွက်ပကံဆောင်အဝတ်ထည်ဒီကိုရေတုံးပစ္စည်းတပ်ပုလင်စားတွေနဲ့ဟင်တီဟောင်းရဲ့မျိုးစစ်တွေအပါအဝင် အခြေခံစာသားကုန်တွေကိုကူညီထောက်ပံ့ပေးတာလောက်ဆောင်ခဲ့တယ်လို့အင်တာစုတစုတကိုကြောက်ငွေ6.73လုံးနဲ့လေငွေကြေးထောက်ပံ့ပေးခဲ့တာရှိပြီးတော့နေဝေးကိုပြန်ရမယ်မိသားစုတစုချင်းစီအတွက်ကိုလည်းထပ်ဆောင်ကြောက်ငွေ2သိန်းခွဲစီထပ်မံထောက်ပံ့ပေးခဲ့တယ်လို့လည်းဆိုထားပါတယ်အဲ့ဒီလိုနေရကိုပြန်သွားရတဲ့စပေးရှောင်းပြည်သူတဲ့နေရအတွင်းကို MP ကင်းစွာနဲ့ပြန်လည်ရောက်ရှိနိုင်ဖို့အတွက်အရကပြည်သူအစိုးရရဲ့ဒီလက် HDCO နဲ့တခြားသက်ဆိုင်ရာဌာနတို့ကပူးပေါင်းပြီးတော့ လုံခြုံရေးအစီအမံတွေနဲ့ချမှတ်ကကာတွင်နဲ့ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့လည်းဆိုတော့ပါတယ်ခင်ဗျာ။နောက်ထပ်ဆက်လက်ကြားမယ့်သတင်းကတော့ကြောက်ကြီးမျိုးကစစ်ကောင်စီတပ်ကို KNL ပူပေါင်းတပ်တွေတက်ခိတ်လို့စစ်ကောင်စီဘက်ကဒုတရင်မှုအပါအဝင်တပ်သား20ကျော်သေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုကြားမှလည်းဖြစ်ပါတယ်။ဘကိုတိုင်းကြောက်ကြီးမျိုးနဲ့အတွင်းကစစ်ကောင်စီတပ်တွေတက်ဆွေးနေထိုင်နေကြတဲ့တက်စကန်ချက်ဖို့ကို KNL မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူပေါင်းတပ်တွေကတပင်းနဲ့တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကကယ်ယူဝန်ကြီးဌာနကတတင်းထုတ်ပြန်လာပါတယ်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်အတွင်းကကျုံကောင်၊ရတိုက်ကောင်၊တောင်စုရမျိုးအောင်တမခိုကြေးရွာပါဝင်နောက်ကုံတံတားမှာထိုင်ချထားတဲ့စစ်ကောင်စီတပ်စခန်း၆ခုကိုပြီးခဲ့တဲ့အေဗီလ28ရက်နေ့မှာတပင်းခိုက်ထုတ်ဆက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ အဲ့ဒီလိုကင်းရဲ့အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကင်းရဲ့အလေပူပေါင်းတပ်တွေကတပိန်လေးထုတ်ဆစ်ဆန်တက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီဖက်ကတူတယံမှုအပေါင်းဝင်စက်သား20ကျော်သေဆုံးခဲ့ရတယ်လို့အများပြတိခိုက်တံရရရှိခဲ့ပြီးတော့တက်ဆုတ်ထွက်ခွာပြေးသွားခဲ့ကြရတယ်လို့လည်းဆိုထားပါတယ်ဒါအပြင်ဒီတက်စကန်တွေကလက်နက်ကြီးလက်နက်ငယ်မျိုးစုံ30ကျော်နဲ့ခရီးရန်စစ်တပ်ဆောင်ပစ္စည်းအများအများကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့လည်းဆိုပါတယ်ဒီတက်ခိုက်မှုကိုကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကင်းရဲ့အလေရဲ့အပေါင်းဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နဲ့စစ်စင်ရင်းနေမြေတန်စစ်တနာရှောက်ဘဲခု viewer 24 viewer 25အမှတ်83 33တက်ရန်အလောက်ကစစ်ကြောင်းအမှတ်35 33တက်ရန်ငကနီစစ်ကြောင်းရန်ကုန်ပတ်ခပါတက်ခရဲ့အပွေ3အယဝတီအမှတ်3တက်ရန်အမှတ်3032တက်ရန်အထူးကွန်ပျူတာတက်ရန် spring worry colon အမှတ်1835တရုံအထုတက်ပွဲ view 2526တရုံတက်ပွဲ တဲ့လက်နဲ့ကြည့်တက်ပွဲတရင်ရှိတရင်ကိုတို့ကပူပေါင်းတက်ခဲ့ခဲ့တာဖြစ်တယ်လို့လည်းဆိုတာပါတယ်ခင်ဗျာဒီနေ့တနေ့တာထုတ်လွှင့်မှုရဲ့နောက်ဆုံးသတင်းအနေနဲ့ကြားမှာကတော့စစ်ကောင်စီက TNL တင်ပြထားတဲ့မြို့နယ်ခဏခုကတက်ဆုပ်ထွက်ခွာဖို့တုံ့ဆုပ်ခဲ့တဲ့ကြောင်းကုမဲတွဲဆောင်ဆွေးနွေးပွဲအဆင်မပြေဖြစ်ခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားမှာလည်းဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့ဂျောင်းဝမ်စစ်ဆန်မှုကြောင့်စစ်ကောင်စီနဲ့ BSNF TNL တို့ဟာအပြစ်ရစင်းနိုင်ရဲ့အတွက် ဧပြီလ28ရက်နေ့က29ရက်နေ့မှာတရုတ်နိုင်ငံကူမဲမဲများတစ်ဆုံဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့ကြတယ်လို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF တရဲ့အလေကတင်ထုတ်ပြန်လာပါတယ်။အဲ့ဒီတစ်ဆုံဆွေးနွေးပွဲကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF တရဲ့အလေကဒုတိယဗိုလ်ချုပ်ကြီးတချုပ်ကြာဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့တဲ့တရားခွင့်ကြတယ်လို့စစ်ကောင်စီဘက်ကတော့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်ကတရားခွင့်တယ်လို့လည်းဆိုထားပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုစစ်ကောင်စီဘက်ကတက်ရောက်လာခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တွေက PSLF TNL ကအပြည့်အစုံသတိထားမိဖြစ်တဲ့နောင်ရှိုကြောင့်ပဲဒီဘိုမိုးကောင်မိုးမိုက်ဒေတာကလည်းပလန်ကိုပွင့်အုပ်ချုပ်ခွင့်ရဒေတာဖြစ်တဲ့ NAM Channel Man တို့မျိုးအတွင်းဒီတောင်တက်မတူတက်ဖို့တွေအလုံးပြန်လဲဆောက်ခွာဖို့တောင်းဆိုခဲ့တာဖြစ်တယ်လို့ဆိုတော့ပါတယ်အဲ့ဒီတောင်းဆိုချက်ကို PSLF TNL ကိုစလီတွေကသဘောမတူတဲ့အရာကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုဟာထက်ဆက်မတိုးနိုင်တော့ပဲနှစ်ဖက်အပြစ်ခတ်ရဆင်းနိုင်ရအတွက်ကိုလမ်းမဦးကလုံးမှာထပ်မံပြေဆုံးဆွေးနွေးမယ်လို့သဘောတူညီခဲ့ကြတယ်လို့လည်းဆိုတော့ပါတယ် လေချမ်းကဘုံကြီးတာလက်နေကြီးပြက်ကတ်တာတရုံတွေနဲ့တက်ခိုက်တာထိုးစိတ်စင်တာဆက်တဲ့ပြက်ကတ်တက်ခိုက်မှုတို့အလုံးကိုရပ်တန့်နိုင်ဖို့အတွက်တရုံမြန်မာနေဆက်ကုံတွေလမ်းကြောင်းအပြန်လမ်းဖွင့်လိုက်နိုင်ရဲ့ဒေသတည်ငြိမ်ရေးအတွက်ကိုတရုတ်ကဂျောင်းဝင်စစ်ဆက်ပေးနေတာလည်းဖြစ်ပါတယ်စစ်ကောင်စီက PSLFDN LA ကိုလည်းကုကတ်တက်ဖို့ဖြစ်တဲ့ MNDA လို့တဆင့်တော့အပြည့်ရစီရင်ပြုလုပ်နိုင်ဖို့အတွက်ကိုတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မက်စကာရှိကျွန်းကနေပြီးတော့ မ္မကထပြုလေထကြိုးပမ်းနေတာဖြစ်ပြီးတော့နှစ်ဖက်တွဲဆောင်မှုကိုလည်းအမျက်ဆုံးတွတ်တက်လာစေဖို့အတွက်ဆောင်ရွက်ခဲ့တယ်လို့ပလောင်နေမြေလွတ်မြောက်ရေးတပ်ဦး PSNLF TNL ကတင်ထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာကျွန်တော်တို့ CNN သတင်းဌာနရဲ့တနစ်တာရေဒီယိုထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆက်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရဝတ်ပြုဝတ်ပါတယ်။ နောက်နေ့ဒီမှာလည်း CNN ကတင်ဆက်ပေးတဲ့တနိတာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNN ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်သလို YouTube Telegram X နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှကြည့်ရှုနိုင်ကြောင်းသတင်းကောင်းပတ်အပ်ပါတယ်ခင်ဗျာ။